အနာဂံဆရာတကြီးဆရာတခေါ်ဥဖူတမရန်ကုန်မြို့တစ်ဖက်ကန်တလပြောဝဲကြီးရွာနေဥကျော်တုံဒုံငွေဥရုမှာမြန်မာတက်ကဲ့ရဲ့1235ခုနဲ့ဘာကောင်လာဆန်း3ရက်တောက်ချာလေးတွင် မောင်ဖူးတက်ကိုဖွားနေခဲ့သည်ဝေချင်းလေးယောက်တို့တွင် မောင်ဖူးတက်မှာအကြီးဆုံးဖြစ်၏ပျော်ဝဲကြီးရွာမှာရန်ကုန်မြို့ဤတောင်ဘက်ခွနမိုင်မြတာကွာ၍အင်ဂျီတထောင်ကျော်ရှိသောကြွားကြီးဖြစ်၏ ွာသူရွာသားတို့မှလည်းများသောအားဖြင့်တမအာဒီဝဖြစ်တော်လဲရာလုပ်ဖြင့်အသက်မွေးကြသူများဖြစ်သည်။မောင်ဖိုးသက်အသက်ဆက်တနှင့်ရွယ်တွင် ဖခင်ကြီးဦးကျော်တို့ကွယ်လွန်တော်သဖြင့်မိခင်မိုးဆိုးမကြီးတော်ငွေဦးကသာသမီလေးယောက်အားအချော်ချောင်းကြီးလှုပ်ချွေးခဲ့ရသည်။သားကြီးမောင်ဖိုးသက်ကိုလည်းမြမသာ၆တန်းတီတင်ကြားပေးခဲ့သည်။ကျောင်းနေဆဲမှာပင် ကျောင်းအရမြ၌လေဦးစီတမန်ဦးစီအဖြစ်ဖြင့်စဘာတဲ့ပို့သော လုပ်ငန်း၌ဝင်ရောက်လုပ်ကင်တဲ့အမိခင်ကြီးစီးပွားရေးကိုပံ့ပိုးဥည်ကြီးခဲ့သည်ထို့နောက်ဂျိုးသားဂျိုးသားသောမောင်ပိုးတက်ကိုဆန်ဆက်ပန်ရှင်တို့ဦးကသဘောကျ၍သူဤဆန်ဆက်၌တာလီစီခံလာခဲ့သည်တလား၆ချက်စာမှ25ချက်ထိလာစာတိုးပေးခဲ့သည် ထိုအခါမောင်ဖိုးတပ်တို့မိသားစုစာဝတ်နေချောင်းလေလာခဲ့သည်မောင်ဖိုးတပ်အသက်16နှစ်အရွယ်တွင်ပျော်ပွဲကြီးရွာမှလေပန်းရှင်တို့ဖြစ်သောဦးသိန်းဒေါ်သူသာတို့၏တမီးထွေမမြင်နှင့်အိမ်အောင်ကြလေသည်ထိုအခါသူသည်ရောက်ခမမိသားစုနှင့်တူနေထိုင်လျက်လေယာဉ်အလုပ်ကိုလုပ်ကင်ခဲ့သည်စီးပွားရေးပြည်လေ၍မိသားစုတိုင်းဝိုင်းမှလည်းပြည်စုံသဖြင့်ကာလအတန်းကြာမြတ်ပျော်ရွှင်စွာနေခဲ့ရသည်ထိုချိန်ကာလတွင်ဘာသာရေးနှင့်ပတ်သက်၍လူဒါနပြုခြင်း ဥပုသီလဆောက်တည်ခြင်းစသောကောင်းမှုကုသိုလ်တို့ကိုပြုလုပ်စည်းပူးနိုင်ခဲ့သည်အထူးအဖြစ်ထိုခေတ်ကယဟန္တာဟုကြောကြားသောဘုန်းတော်ကြီးဥသီလနှင့်ပညာနိတိဝိပဿနာကျမ်းပြုဖိုးဝန်းတောင်ဆရာညွန့်တို့ဟောပြောသောတရားများကိုကြားနာကိုရရှိခဲ့ခြင်းလေဒီဆရာတော်ဤဒီပဏိကျမ်းချုကိုဖတ်ရှုခဲ့ရခြင်းတို့ကြောင့်မောင်ဖိုးတမဘာသာရေးခြေကံတော်တင်ပြည့်စုံပြီသို့တော်လည်းထိုသို့အဆအဆချုံးမွေ့နေသောအချိန်တွင် မမျော်လင့်သောခန်းချမာစုတစ်ခုကမောင်ဖုတ်တတုမိသားစုနှင့်တကွာကျော်ဝဲကြီးရာတရွာလုံးကိုဝင်ရောက်မှုနောက်ခဲ့ပြီးထိုခန်းချမာစုကြီးမှာတခြားမဟုတ်ကာလဝန်ယောကပင်ဖြစ်၏ကာလဝန်ယောကကြာရောက်လာသဖြင့်ရွာသူရွာသားအမျိုးများတည်ကြည်ပျက်စီးကြရာတွင် မောင်ဖိုးတတ်တွန်ပြီးသားစုမှာအထီးအနာဆုံးဖြစ်ခဲ့သည်မနှင့်ယမမခင်တို့လင်များနဲ့တူဒူမာလီမချင်းများကိုဖိုးတတ်၏တမီးလေးမလှညွန့်မှာဝမ်းရောကားတွေသူပါသွားခဲ့ကြရရှာသည်လေဒီရှာတော်နှင့်ဆရာတတ်အသက်30ကျော်မြတ်သာရှိသေးသောကိုဖိုးတတ်မှာမိမိလက်တွင်၌မချီမဆက်အသက်ပြောက်သွားခဲ့ရသည့်တူဦးတဲသောတမီးလေးမလှညွန့်တော့အကြီးကျယ်စိတ်ထိခိုက်သွားသည် လာတော့ချာမြဒုက္ခဝေဒနာကိုမပြေနိုင်ဖြစ်ခဲ့ရသည်ရလညောင်းရင်မိမိစိတ်ကိုအသင့်အင့်ဖြေနိုင်သောအခါတွင်မူကိုဖို့သမပျော်ပဲကြီးရွာတဲ့နေလူစိတ်မရှိတော့ကြည်ထိုကြောင့်ဇနီးမမြင်နှင့်ချမ်းမိသားစုများအားနူးညွတ်တောင်းပန်ပြီးပျော်ပဲကြီးရွာမှထွက်လာခဲ့လေသည်။အောင်ညိုခေါ်မိတ်ဆွေတယောက်ကိုအဖို့ပြုလျက် ရွာမှထွက်လာသော ခုဖူးတက်သည်မြမပြီတောတောင်အနှံ့များသို့လှဲ့လေလျက်တောကငင်းအီကြောင့်တရားကိုရှာဖွေခဲ့သည်တေချင်းတရား၏အချင်းခါရွယ်မြေအချင်းချံမရှိထားဘဲရောက်လာနိုင်ခြင်းပေါ်သတိတန်ဝေကရရှိကမတည်သောတရားကိုသိအောင်ရှာမြည်ဟုလေးနက်မှုမြတ်သောတန်တိထံဆုံးဖြတ်ချက်လဲဦးစီးပါဝင်သည် ရှေးဦးသောဖိုးဝန်းတောင်ဆရာညွန့်ထံရောက်၍အာနာပါနာရှုမဏိကိုရရှိခဲ့သည် ်ထို့နောက်ညောင်လုံးတော်ရဆရာတော်တက္ခတောင်ဆရာတော်ဥတီလောကပရိပတိအကျော်ဆရာတော်များထံသို့လည်းခိုးဝင်စည်းကပ်ခဲ့သည် နောက်ဆုံးကလဲဒီဆရာတော်ဖြစ်လေသည်ကိုဖိုးသက်သည်လဲဒီဆရာတော်ထံ၌ခုနှစ်နှစ်မြအနီးကစည်းကပ်နေထိုင်သည့်ပရိပတိအလုပ်ကိုအားထုတ်ခဲ့သည်ဆရာတော်ဤဆုံးမဩဝါဒများကိုလေးနက်နာယူမှတ်သားခဲ့သည်ဤသို့လျှင်အိုပြိအိမ်ပြဘွားနှင့်ကိုဖိုးသက်တရားရှာခဲ့သည်မှာ73နှစ်မြကြာသွားခဲ့သည် ထိုချင်းကာလာတွင်ဆရာသမားများသူတော်ကောင်းပညာရှိတို့၏ဆုံးမဩဝါဒကိုမပြတ်ချားသိခဲ့ခြင်းကြောင့်၎င်းတရားသည့်ထိုက်သိမ်းလျောက်တိုးပွားလာခြင်းကြောင့်၎င်းကိုယ်ပုတ်တဲ့တောခဝေဒနာမှာတိတိကြီးရောပါလာခဲ့လေသည်ထို့ကြောင့်ကိုပုတ်တဲ့အဖို့ဖြစ်သူမောင်ညုံနှင့်တူ လေကြီးဆရာတော်ဘုရားကြီးအားဟူးမြော်ကတော်ပြီးဇာတိချွတ်ချွေမွေးရမည်ဖြစ်သောပျော်ဝဲကြီးရွာသို့ပြန်ခဲ့လေသည်နှစ်ရှည်လာမြောက်အိုးပြင်းအိမ်ပြင်းလေးလာစီးပူရင်အထုတ်ခဲ့တော်လဲဤမှန်းသည့်တရားရသာတွေးရှိသိရသည့်ဒီခီးမြောက်သည်ဖြင့်နောက်တလန်းဆိုတက်ခေါက်ပြန်သည့်သဘောဖြစ်သည်သောသောနောင်ရှိကိုကြီးမျိုးတွေးခေါ်ကလမ်းညွန်မိမာရင်ကြီးမြင့်သောလေဒီဆရာတော်ဤတိထက်လင်္ကာမှာအလွန်တန်မှုရှိသောအာသီတက်ခွတ်တပွင့်ဖြစ်စေခဲ့သည် ရွာပြန် ဖြော်ဝဲကြီးရွာသို့ရောက်သောအခါမိမိ၏တရားသည့်ဖြင့်အများအခွင့်အရေးနိုင်ရည်မှန်းချက်လည်းရှိဟန်တူသူကိုဖုသက်သည်မိမိအားယုံကြည်အားထားစွာမျှော်လင့်ရထားထောက်ပံ့လှူဒန်းနေသူများနှင့်လက်ရှိတရားအစဉ်များဖြင့်ရင်ဆိုင်မတွေ့လိုသေးသလိုဖြစ်ပေရာအိမ်သို့သွားလိုခြင်းမရှိသေးသဖြင့်ကိုဖုသက်နှင့်မောင်ညိုတို့သည်ရွာထဲရှိဓမ္မယုံ၌ယာယီသဘောဖြင့်စကန်းချနေကြသည်ထိုဓမ္မယုံမှာတစ်ချိန်ကကိုဖုသက်တုံမိသားစုဆောက်လို့လှူဒန်းခဲ့သောဇယက်ပင်ဖြစ်၏ ဤသောကဝေဒနာမျိုးနောက်ထပ်မပေါ်ပေါက်ရအောင်ငါအာထုတော်မည်ဟုတန်နေရန်ချလိုက်သည်ထို့နောက်ဇနီးမမြင်အိမ်သို့နှုတ်ဆက်ယုံမြပြီးမတော်တော့ပဲမောင်မျိုးနှင့်အတူဇေယျမှာပင်ဖြစ်သလိုနေထိုင်လျက်တရားကိုဆက်လက်အာထုတ်သည် အာနာပါနာဖြင့်တမာရိခံမြအောင်ထူထောင်ပြီးမိမိခန္ဓာကိုယ်မှယုံနာလို့ဖြစ်ပျက်မှုများကိုဝိပဿနာဉာဏ်ဖြင့်ထင်မြင်အောင်ရှုမှတ်သည်သူအားဖြင့်မကြာမီကာလအတွင်း၌ခုဖို့တတ်သည့်ခန္ဓာကိုယ်ကပြတော့ ငယ်ရင်းနေရာမှာပြတော့တရားကိုလင်းလင်းချင်းချင်းထိုးတွင်းသိမြင်ခဲ့လေသည် ထိုးနောက်ကိုဖို့တတ်သည်ရွာဦးစရမှာပဲဆက်လက်နေထိုင်လျက်မကြီးဒေါ်ရန်ပါဝင်ရင်းနေသူ15ဦးခန့်အားအာနာပါနအထုံးဤကို စတင်သင်ပြပြီးသည်ကိုဖို့တတ်မှာလောကုတ္တရာစပိယတွင် စတတ်ပိတ္တကျမ်းတပုဂ္ဂိုလ်မဟုတ်တော့လဲ သူဟောပြောသောတရားကအရှင်းလင်းပြသသည်ယောဂီများသမကယောဂီမဟုတ်သူများလည်းတိုးတက်မှုရရှိ၍များသာနှစ်သက်ကြသည်ခုဖူတတ်သည်တည်င်းဝါလာကျွတ်တော်အခါယောဂီချိုးနှင့်အတူလယ်ထီဆရာတော်ထံသွားရောက်ဖူးမြော်သည်မိမိတရားပြဖို့များကိုလည်းဆရာတော်အားလျှောက်ထားသည်လေဒီဆရာတော်ကအချိန်ချင်းတာရုခေါ်တော်မူပြီးယောဂီ၅000ထပ်မင်းအရေးအတွက်ပြည့်မိသည့်အချိန်ဆက်လက်တရားပြရန်တိုက်တွန်းတော်မူ ချောင်းတိုက်ရှိတပည့်တန်ခါများကိုလည်းကိုဖို့တိုက်ဤနီနာကိုဆန်နမူနာယူရန်တိုက်တွန်းချိန်မှုသည် ထို့အပြင်မိမိမဲတုံနေသောလက်ကင်တောင်မွေးကိုလည်းတခါတက်အချင်းမြင်တော်မူလိုက်လေသည်ကိုဖို့တက်သည်လေဒီရှာတော်ထာမပြန်လာပြီးနောက်ဆရာတော်ဤအားပြီးတိုက်တွန်းချက်နှင့်ဤတရားပြမှုကိုတိုး၍ပြုလုပ်ခဲ့သည် အနည်းပဝန်းချင်းရွာများနှင့်အတူရန်နီးရဝေးမှလူများအဆက်မပြတ်လာရောက်၍ကိုဖို့တက်ထံ၌တရားအားထုတ်ခဲ့ကြသည် ဆရာကြီးတဟူ၍လေးလေးဆက်ဆက်တိမပြူလာကြသည်ဆရာတကြီးသည် ဖြောဝကြီးရွာ၌တမကရန်ကုန်မြောင်းများရွှေချင်းစသော အခြားမြို့ရွာများ၌လည်းတရားပြခဲ့သည်ဖြောဝကြီးရွာမှာရန်ကုန်မြို့နှင့်ဤသဖြင့်ရန်ကုန်မြို့မှာအစိုးရအမှုတမ်းများနှင့်အခြားသူများလည်းဆရာတထံအကြခဏလာရောက်ကြသည် နောင်ခါ၌ငွေစင်းမင်းကြီးဖြစ်လာမည်ဥပခင်သည်လည်းတဦးပါဝင်ဖြစ်ခဲ့သည်ဆရာတကြီးဤတရားသည့်ဖြန့်ဝေလမ်းညွန်ကူညီပေးမှုတွင် အနောက်ရှာဟန်တာတဘော အစင်မချောမှုရှိသမျှကိုမေတ္တာမပြတ်ခွင့်လွတ်တီးခံဤမှန်သောအနိုင်ရရှိချောမောပြည့်ပြည့်စီခဲ့သည်အတကြီးမားသောဆက်ဆံပြောဆိုလာသူဝေဖန်ခဲ့လူစိတ်ဖြင့်စုံစမ်းချင်းကလာသူတို့ကိုပါတတနာလျင်းမပေါ်စေပဲတာယာချင်းကဤမှန်သောအချိုးဖြစ်ထွန်းစီနိုင်ခဲ့သည်အဝေးမှနှောင့်ရပြုသူအချိုးကိုကကုညီခွင့်ရဖို့ပေါ်ပါဘဝနီလို့ ဆရာတကြီးတပည့်ချို့သည်ဆရာကြီးအသက်ထင်ရှားရှိစေငါပင်အာဇာနည်ကုန်း၌ဟန်တော်ဝရီကမ္မထဌာနကိုဖွင့်လှစ်ခဲ့ကြသည်ထိုကမ္မထဌာနကိုလာရောက်၍တရားပြခဲ့သည်ဆရာကြီးသည်မြမတက္ကရွေ1309ခုနှင့် ်နတော်လာဇာ၁၄ရက်နေ့ညတွင်ဗဟန်ရေတာရှိလမ်းဟောင်းမှတပည့်ဖြစ်သူဦးအောင်၏နေ၌ကွယ်လွန်ခဲ့သည်အသက်82နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဆရာကြီးရုပ်ကလပ်ကိုအာသာနီကုန်းနဲ့တပည့်ကြီးငယ်တို့ကစီကတိုက်မဲ့စွာတချူခဲ့ကြလေသည်ဆရာတက်ကြီးမရှိတော်သည့်နောက်ပိုင်းတွင်လည်းဆရာကြီးတပည့်တာမီတို့၏အားထုတ်မှုဖြင့်ကမ္မထာဌာနများကမ္မထာပြဆရာများ စင်စပ်ပွားများတရှိကကမ္မထန်တာဆရာကြီးဥပခင်ဆရာကြီးဥကိုဟင်ကစသည်ဖြင့်တိုင်းပြည်နိုင်ငံနယ်သမီးများပေါ်ကြော်လွှတ်ထင်ရှားတရားဖြန့်ဝေပေးနိုင်စွမ်းရှိသော အာဒဏီပုဂ္ဂိုလ်များဆက်လက်ပေါ်ပေါ်နေလျက်သူဤတရားများရှင်သန်ပြန့်ပွားလျက်ရှိနေသည်ဓမ္မစရိယဥထိန်လန်ရေးသောအနာဂမ်ဆရာတကြီးဆောင်မှာ